ရုံးရင်လင်မိုးကိုတစ်ဖက်သက်ချစ်ခဲ့ပေမဲ့ကလေးတယောက်ရပါမှာပိုင်ဆိုင်ခွင့်ရခဲ့တဲ့နေရွှေသွေးအောင်ပရိသတ်များလုံးမမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုချိန်အင်တာနက်ပေါ်မှာအခြေအကျပြန့်နှံ့နေတဲ့သတင်းတစ်ပုဒ်ကတော့ရုံးရင်လင်မိုးနဲ့နေရွှေသွေးအောင်တို့ချစ်ကြိုက်နေပြီဆိုတဲ့သတင်းပါ။ဒီသတင်းကိုစတင်ဖျက်ချခဲ့ရကတော့စင်ကာပူနိုင်ငံမှာနေထိုင်နေတဲ့ဆယ်လီတအုပ်ဖြစ်ပါတယ်။ အဆိုပါဆယ်လီကအခုရပိုင်းအတွင်းမှာမကြသေးမီကအင်တော်ရေးကွာရှင်းထားတဲ့နာမည်၅လုံးနဲ့ကောင်မလေးကနာမည်ကြီး VIP တယောက်ရဲ့အမည်ဖြစ်တဲ့နာမည်၄လုံးနဲ့ကောင်လေးနဲ့စင်ကာပူနိုင်ငံမှာလက်ချင်းတွဲပြီးတော့ရှောက်လည်နေခဲ့ကြတာကိုမြင်ခဲ့တယ်လို့သူရဲ့ Facebook စာမျက်နှာမှာဖောက်သေချလာတာဖြစ်ပါတယ်။နာမည်၅လုံးနဲ့ကောင်မလေးကထိတ်တန်းနှပညာရှင်တယောက်ရဲ့သမီးဖြစ်တယ်လို့သူနဲ့တွဲရှောက်ခဲ့တဲ့လူကလည်းနိုင်ငံသားသချင်းတွေကိုခါပါဆိုကြောင်း စင်ကာပူနိုင်ငံမှာနေထိုင်တဲ့မြန်မာဆယ်လေးကပြောလိုက်တဲ့ချိန်မှာအာလုံကအင်အားသိမ်းခဲ့တာဖြစ်ပါတယ်။ပြည်သက်တွေကရုံးရီလင်မိုးနဲ့နေရွှေသွေးအောင်တို့တွဲနေကြတယ်ဆိုတာကိုရိပ်မိသွားကြပါတယ်။ဒီလိုမျိုးရုံးရီလင်မိုးနဲ့နေရွှေသွေးအောင်တို့တွဲနေကြတယ်ဆိုတဲ့သတင်းတွေအပေါ်မှာပြည်သက်တွေထံကနေဝေဖန်မှုတွေလည်းများစွာရရှိခဲ့ပါတယ်။ဒါကလည်းရုံးရီလင်မိုးကအိမ်တော်ကြီးကွာရှင်းထားတာသိမကြသေးရကြောင်းပါ။အာလုံသိကြတဲ့အတိုင်းရုံးရီလင်မိုးကပြီးခဲ့တဲ့လပိုင်းကမှအိမ်တော်ကြီးကွာရှင်းထားတာဖြစ်ပါတယ်။ဒီမတိုင်ခင်မှာတော့ရုံးရီလင်မိုးကဆယ်ကျော်သက်အရွယ် ။အော်စတြေးလျနိုင်ငံမှာကြောင်းတက်နေစဉ်ခင်ပွန်းတဲ့အထက်ဦးလိုင်းနဲ့လက်ထပ်ပြီးတော့တာလီလီယန်ကိုရရှိထားခဲ့ရဖြစ်ပါတယ်။ရုံးနေလင်မိုကခင်ပွန်းတဲ့နဲ့9နှစ်လောက်ပေါင်းသင်အပြေးမှာတော့ဒဘရာဂျေမတိုက်ဆိုင်လို့လမ်းခွဲသွားခဲ့ရပါ။ဒီလိုနဲ့လမ်းခွဲအပြေးသိမ်းမကြခင်မှာပဲနိုင်ငံတော်အကြီးအကဲဦးတန်းရွှေရဲ့မြိတ်နေရွှေသွေးအောင်နဲ့ချက်ချိုက်နေကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ရဖြစ်ပါတယ်။ပြည်သူတွေကတော့ရုံးနေလင်မိုကိုနေရွှေသွေးအောင်နဲ့ချက်ချိုက်နေတဲ့ပုံမှာဘာမှမပြောလို့ပဲမြင်ခင်ပွန်းတဲ့နဲ့ကြွားပြီးသိမ်းမကြခင်မှာပဲနေရွှေသွေး ရောင်နဲ့တွဲနေတဲ့ပုံမှာသဘောမချဖြစ်နေကြပါတယ်။တချို့ကဆိုရင်ရုံးရင်လင်မိုးအိမ်တော်ရေးကွာရှင်းတာကနေရွှေသွေးရောင်ကြောင့်များလားဆိုပြီးထင်ကြေးပေးနေကြပါတယ်။တချို့သောသတင်းတွေအရတော့နေရွှေသွေးရောင်ကရုံးရင်လင်မိုးကိုငယ်စဉ်ကတည်းကချစ်ကြိုက်ခဲ့ပါတယ်။ဒါပေမဲ့ရုံးရင်လင်မိုးကနေရွှေသွေးရောင်ကိုမရွေးချယ်ခဲ့ရပါဘူး။ ဒါပေမဲ့လည်းအခုလိုမျိုးခင်ပုံးတဲ့နေကွာရှင်အပြေးမှာတော့ရုံးနေလင်မိုကသူမရဲ့အချက်ကိုစောင့်မျှော်နေတဲ့နေရွှေသွေးရောင်ကိုပဲအခွင့်ရေးပေးလိုက်ပုံရပါတယ်။ပြည်သက်တွေကတော့ရုံးနေလင်မိုကပထမအိမ်ထောင်မှာတော့ဆုံးဖြတ်ချက်မှာယွင်းခဲ့ရာကြောင့်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်ခဲ့ပြီးမကြခင်မှာပဲကွာရှင်ခဲ့ရတယ်။အခုလိုအချိန်မျိုးမှာရင်းစားများတဲ့ playboy နေရွှေသွေးရောင်နဲ့တွဲနေတဲ့ပုံမှာစိတ်ပူနေကြပါတယ်။ဒါကြောင့်ဒီတစ်ခေါက်မှာတော့ရုံးနေလင်မိုအနေနဲ့နေရွှေသွေးရောင်ပဲဖြစ်ဖြစ်ဘသူကိုပဲဖြစ်ဖြစ်တည်တည်ကြကြစဉ်းစားရွေးချယ်ပြီးတော့ ပြည်သက်တွေကအကြံဉာဏ်ပေးနေကြပါဗျာ။လက်ရှိမှာတော့နေရွှေသွေးရောင်နဲ့ချစ်သူတွေဖြစ်နေကြပြီဆိုတာကတော့အမှန်တကယ်ဖြစ်ပြီးဘယ်တော့လက်ထက်မယ်ဆိုတာကတော့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်ရှင်။အခုကြည့်ရှုနေကြတဲ့ပြည်သက်တွေကရောနေရွှေသွေးရောင်နဲ့တွဲနေရရုံးရီလွင်မှုပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးတကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။